ဒီတိုင်းပြောတာထက်တကယ်စီးနေလူတွေကပို့ပြီးတော့ပေါ့နော်ဒီကျွန်တော်ကတော့ဒီပေါ်မှာယူတွတ်တယ်ကျွန်တော်ဒီဒီဆိုင်ကယ်နဲ့ပဲအမြဲတမ်းဖြတ်တမ်းမယ်ကျွန်တော်အသက်ကြီးသွားလဲဒီဆိုင်ကယ်နဲ့ပဲနေမှာပေါ့နော်ဟုတ်အမ်ဘယ်လိုပြောရမလဲကျွန်တော်အဲ့ဆိုင်ကယ်အကိုရင်းနဲ့လည်းအမြဲတွေ့လို့ရှင်ပြောဖြစ်တယ်ကျွန်တော်ရိုက်ချင်တဲ့ဒါဆိုင်ကယ်ကားလည်းရှိရပေါ့နော်အဲ့လိုမျိုး ကားမျိုးကိုဇလန်းကိုတေချာကိုဒါနိုင်ငံတကာအဆင့်မီဟာမျိုးကိုတေချာလေးကိုရိုက်ချင်တဲ့အိမ်မက်တော့ရှိတယ်အဲ့ဒါလည်းတနေ့သိချင်းချင်းမှာတော့အကောင့်ထဲပေါ်နိုင်အောင်ကြိုးစားမယ်ပေါ့နော်ဟုတ် ီဝါဒနာအဖေ့စီအမွေရတယ်လို့ပဲပြောရမှာပေါ့လို့ဆိုတော့အဖေကငငယ်တော့တောင်ကြီးသားဖြစ်တော့ဒါအဖေကငငယ်လေးကဒါဆိုင်ကယ်နဲ့သူကြီးပြင်းလာတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအသက်ကြီးလာတဲ့အချိန်မှာဒါရန်ကုန်မှာမွေးတယ်ဒါပေမဲ့ဒါဆိုင်ကယ်ကိုယူသွတ်တယ်ဆိုင်ကယ်ကိုချစ်တယ်ငငယ်လေးကလည်းဆိုဆိုင်ကယ်အယုတ်တွေပါရဲ့ဆိုလို့ရှိရင်ဝယ်ပြီးစုပစ်တာပေါ့နော်အသက်ကြီးလာတော့တကယ်ဆိုင်ကယ်စီးပစ်တာပေါ့ဟုတ်အခုကတော့ကျွန်တော်ဒါ ဆွေနဗံဖျားဒါ TV ကိန်းအိမ်မှာပေါ့နော်ရိုက်ကူးနေရပါဒါအရေးမဲ့မြေစာပင်ဆိုတဲ့ကောင်ကိုရိုက်နေရပါတော့ဟုတ်ဒီကားရိုက်ဖို့တော့ပဲပြန်လာပါတော့ပြန်လာပြီးတော့ဒါပြီးလို့ရှိရင်တော့နောက်တစ်ခုရှိရယ်အဲ့ဒါလည်းပြိသက်စိတ်ဝင်စားမဲ့ကားလို့ကျွန်တော်ပြောလို့ရတာပေါ့နော်ဟုတ်အဲ့ဒါကြတော့ကျွန်တော်ဒါဒီတိုင်းပြောလို့ရှိရင်ဒီတိုင်းပြောတာထက်တကယ်စီးနေလူတွေကပို့ပြီးတော့ပေါ့နော်ဒီကျွန်တော်ကတော့ဒီပုံမှာယူသွတ်တယ်ကျွန်တော်ဒီဒီဆိုင်ကယ်နဲ့ပဲအမြင်ဖြတ်တမ်းပဲကျွန်တော်အသက်ကြီးသွားလဲဒီဆိုင်ကယ်နဲ့ပဲနေမှာပေါ့နော်ဟုတ် အမ်ဘယ်လိုပြောရမလဲကျွန်တော်အဲ့ဆိုင်ကယ်အကိုရင်းနဲ့လည်းအမြဲတွေ့လို့ရှင်ပြောဖြစ်တယ်ကျွန်တော်ရိုက်ချင်တဲ့ဒါဆိုင်ကယ်ကားလည်းရှိရပါတော့အဲ့လိုမျိုး ကားမျိုးကိုဇလန်းကိုတေချာကိုဒါနိုင်ငံတကာအဆင့်မီဟာမျိုးကိုတေချာလေးကိုရိုက်ချင်တဲ့အိမ်မက်တော့ရှိတယ်အဲ့ဒါလည်းတနေ့သချင်းချင်းမှာတော့အကောင့်ထဲပေါ်နိုင်အောင်ကြိုးစားမယ်ပေါ့နော်ဟုတ်ကိုရိုင်းတော့အများသောအားဖြင့်တော့ကိုရိုင်းတော့မောင်းချင်တယ်ဒါပေမဲ့တချို့နေရာကြီးကျတော့လည်းအဲ့လိုမျိုး ကျွန်တော်မောင်းတာမောင်းတာပါเนาะချို့ဟာရောခေါင်းထောင်တာမျိုးလို့ပြီးစတန်ပြရတဲ့ဟာမျိုးကြီးတော့ကျွန်တော်လည်းမပိုင်နိုင်အောင်လေเนาะဆိုတော့အဲ့ဒါအဲ့မျိုးကြီးအဲဆင်းနေပါမယ်ဆိုလို့ရှင်တော့ဒါလုတ်တက်တဲ့လူတွေရောအခုညီတောင်းအောင်ပါဗောအဲ့လိုမျိုးလေးရရှိဟုတ်အဲ့ဒါကကြတော့ဒါ ဒီဝါဒနာအဖေစီအမွေရရလို့ပဲပြောရမှာပေါ့ဘာလို့ဆိုတော့အဖေကငငယ်တော့တောင်ကြီးသားဖြစ်တော့ဒါအဖေကငငယ်လေးကဒါဆိုင်ကယ်နဲ့သူကြီးပြင်းလာတယ်ဆိုတော့ကျွန်တော်ကိုရိုင်းလည်းအသက်ကြီးလာတဲ့အချိန်မှာဒါရန်ကုန်မှာမွေးတယ်ဒါပေမဲ့ဒါဆိုင်ကယ်ကိုယူသွတ်တယ်ဆိုင်ကယ်ကိုချစ်တယ်ငငယ်လေးကလည်းသူဆိုင်ကယ်အယုတ်တွေပါရဲ့ဆိုလို့ရှင်ဝယ်ပြီးစုပစ်တာပေါ့နော်အသက်ကြီးလာတော့တကယ်ဆိုင်ကယ်စီးပစ်တာပေါ့ဟုတ်အဲဆက်ဆက်ချင်းဆက်ဆက်ချင်းတော့ဆိုလို့ရှင်ဒီဆိုင်ကယ်အကြီးကြီးကိုမစီးရဲဘူးကျွန်တော်ဆိုအဲ့အစအခုစီးရဲတာဆိုရင် အာ1200ပေါ့နော်အစားဆို650 engine model 650ကိုကျွန်တော်စီးရဲဦးလာကျွန်တော်စီကိုလာပို့တော့အောင်မှကျွန်တော်တခြားအကိုတယောက်ကိုအကူညီတောင်းပြီးတော့အဲ့လိုစီးရတဲ့အနေထားမျိုးပေါ့နော်အဲ့အဲ့အဲ့ရမှာတစ်ဆင့်ဖြည်းဖြည်းချင်းဒါစီးစီးနေတော့စီးရဲသွားတာပေါ့နော်အခုဟုတ် အဲဘယ်လိုပြောရမလဲဆိုင်ကယ်ကလည်းအဲ့လိုလူကောင်အသေးအကြီးနဲ့လည်းမဆိုင်ပြဘူးသူကစကေးပေါ်မူတည်ရဲပေါ့နော်အဲအဲ့လိုကျွန်တော်အကူတယောက်ဆိုလို့ရှိရင်ဒါလူကောင်တော့နည်းနည်းသေးတယ်ဒါပေမဲ့သူဆိုလို့ရှိရင်လို့ဆိုင်ကယ်အကြီးကြီးဆိုလဲသူနိုင်တယ်ပေါ့နော်ဆိုတော့အဖြစ်ဖြစ်နဲ့လည်းဒါကျွန်တော်လည်းအခုနောက်ပိုင်းဆိုဒါဆိုင်ကယ်မျိုးစားအပေါင်းတော်တော်စုံနေပေါ့နော်စီးဖြစ်တာဟုတ်အဲ့တော့ကျွန်တော်တို့ဆိုင်ငယ်နဲ့ခီးသွားတာများတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ဒါကားနဲ့တော့တိတ်မသွားချင်တော့ဘူးဆိုင်ငယ်နဲ့ပဲသွားသွားသွားရတာပို့ပြီးတော့လွတ်လပ်တယ်လေခန်းစားရပို့ပြီးတော့လည်းပျော်ဖို့ကောင်းတယ် ပြီးတော့အဲ့လိုတဘာဝနဲ့ကိုနဲ့ဂျာမာအဲ့လိုမျိုးဘာမှဟိုခြားနာထားမရှိဘူးဆိုပြီးတော့ခန်းစားရအောင်ပေါ့နော်ကျွန်တော်တော့အရင်ကြိုက်တယ်အခုတော့ရန်ကုန်မှာ၁၀လောက်နေပြီးတော့တောင်ဆိုင်ကစီးခြင်းတွေလည်းလွမ်းနေအဲအဲ့လိုလည်းပြော ပြောလို့ရလားဆိုဒါမဲ့လေဒါအနုပညာအနုပညာနဲ့ရောပြီးတော့ဒါဝါသနာရောပြီးတော့ဒါကျွန်တော်စီးပွားရေးလည်းလှုပ်ချင်တာဆိုလှုပ်ချင်တာလေးတော့များနေပါတော့နော်အခုတော့ဟုတ် အကုံဝါသနာပါလို့ပြောရမယ်ကျွန်တော်ဒါမြင်းဆိုလို့ရှင်လဲစီးတက်တယ်ပေါ့နော်ကျွန်တော်မြင်းစီးတင်ထားရပြီးတော့လို့အဲမြင်းစီးရောအဲ့လိုဆိုင်ကယ်အကုံဝါသနာပါရကျွန်တော်ရောအဲ့လို activity အကုန်လုံးပေါ့နော်အကုန်လုံးမလုတ်တက်တာမရှိအောင်လို့အကုန်လုံးတင်ထားဟုတ်အဲဘယ်လိုပြောရမလဲဒီအပေါ်မှာကျွန်တော် YouTube တဲ့ပုံစံမျိုးကိုလည်းပြချင်တယ်ပြီးတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှင်အခုပြောရမယ်ဆိုလို့ရှင်ဒါဟို ခေတ်ကာလအချိန်တွေရရောပေါ့နော်အဲ့လိုအရင်တော့စီးတဲ့အကိုကြီးဆိုလို့ရှိရင်လည်းအခုချိန်မှာတိတ်မစီးကြတဲ့ဟာမျိုးကြီးရှိရဆိုတော့နောက်ပိုင်းအဲ့လိုပြန်ပြီးတော့အဆင်ပြေတဲ့အချိန်ကြလို့ရှိရင်အကုန်လုံးလို by week တွေပါကြီးကျွန်တော်ပြန်ဖြည့်စေခြင်းတယ်ပေါ့နော်အဲ့လိုမျိုးကြီးအကုန်လုံးညီကိုကြီးအကုန်လုံးပြန်စုံပြီးတော့တူတူစီးခြင်းတယ်ဟုတ်စိတ်ပူရာမျိုးတော့ရှိရဲအဲဒါမဲ့လည်းသူအဖေဖေဖေကလည်းအဲစိတ်တော့ပူကြတာပေါ့နော်ဒါမဲ့လည်းကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးတစ်ခုသွားမယ်ဆိုလို့ရှိရင်တေချာအခွင့်တောင်းပြီးတော့ဘာမှအဲ့လို ဘာမှမဖြစ်စေအောင်ဆိုပြီးတော့နော်ဂရိပေးပြီးတော့သွားရတာပေါ့အဲ့လိုခီးသွားမယ်ဆိုလို့ရှင်လည်း safety ကတော့အပြည့်ဝတာပေါ့ helmet ကတော့အမြဲမပါမဖြစ်စောင်းကြဟုတ်အဲကျွန်တော်ဟိုတလောရဆိုလို့ရှင်ဒါရွာငယ်ဘက်မှာသွားသွားစီတုံးရဆိုလို့ရှင်ဒါ slip ဖြစ်ပြီးလဲသွားတယ်ပေါ့နော်အခုချိန်ထိဒဏ်ရာမပြောက်သေးဘူးအဲ့တည်းအဒူးမှဖြစ်သွားအခုအဲတခုဆိုလို့ရှင်လေအဲဒူးပြန်လာတော့ဗောအဲ့လိုမျိုးတော့ရှိရဲအဲ့လိုမျိုးပေါ့နော်ဒံရကတော့အမာရွတ်တွေကတော့ကြံ့နေရပဲဒါမဲ့လေကိုကဒါကိုချစ်တော့လေလှုပ်လှုပ်ချင်နေတာဗော အရင်တော့ဆိုရင်ကျတော့ကျွန်တော်ကဒါဆိုင်ကယ်ဆစီတော့ဆိုတယောက်တည်းစီးပြစ်တာများတယ်အခုနောက်ပိုင်းကျတော့တယောက်တည်းကိုမစီးပြစ်တော့တယောက်တည်းဆိုပြင်းလို့လေအဲ့ဒါအခုနောက်ပိုင်းကျတော့ဒါပကံကဒါကျွန်တော်တငယ်ချင်းအကူရီပေါ့နော်အကူရီနဲ့ဆိုလို့ချင်းအဲနေတိုင်းနေပါတွေ့ပြတယ်နေတိုင်းဆိုညနေညနေဆိုတာနဲ့နေဆောင်ပြီဆိုတာနဲ့ဖုန်းတယောက်တယောက်ဖုန်းဆက်ပြီးတော့ဘယ်မှာစုံမဲဆိုပြီးအဲ့လိုမျိုးပေါ့ပကံမလည်းဆိုင်ကယ်စီးလို့ကောင်းတာဟုတ်ဟုတ်အဲဆိုင်ကယ်ဆိုင်ကယ်တမားရေတယောက်နဲ့တယောက်ကိုအဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုပြောမလဲရင်ပဲချင်းနီးရေလို့ပြောလို့ရပါဘောနော်တယောက်နဲ့တယောက်ကအဲ့လို ဟိုတကယ်ညီကိုအရင်နေလို့မျိုးအညာဆိုလို့ရှင်ဒါအမတို့မေတီလာနာမှာကာဘင်းပေါက်သွားပေါ့ညာ12နာရီအဲ10နာရီ17နာရီလောက်ပေါ့အရင်အမောင်ကြီးတွေမှာပြက်သွားတယ်ဆိုတော့အဲကျွန်တော်ဘယ်လိုလုပ်ရမလဲသူအဲ့နမေတီလာအဖွဲအကိုကြီးကိုဖုန်းဆက်ပြီးအကူညီတောင်းတော့ချက်ချင်းပဲသူတို့သွားပြီးတော့ဒါလုတ်ပေးတယ်လိုအပ်တဲ့ဟာအကုန်လုံးသူတို့လုတ်ပေးရဆိုတော့ဒါဘယ်လိုပဲဖြစ် ဟိုဒီဝါဒနာရဲ့နောက်မှာကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေအဲ့လိုမျိုးပေါ့နော်ညီကိုတွေလိုမျိုးအများကြီးကတော့ကျွန်တော်ကတော့အဲဝါဒနာဆိုတာတက်ကွလိုမျိုးဘယ်လိုပြောရမလဲအဲချစ်ချင်းမေတ္တာတွေပါခံစားရတာပေါ့ဟုတ်ဟုတ်เอ่อดีနောက်ပိုင်းဆိုလို့ရှိရင်လည်းအမခါရဲ့ဇက်တိုက်ပဲဆိုတော့ဒါတကားနဲ့တကားမတူအောင်တော့အဲသူလည်းစ조사ပြီးပြင်ဆင်ထားတွေ့ရဲ့အဲလို character လေးတစ်ခုနဲ့တစ်ခုမထက်အောင်ပေါ့เนาะဆိုတော့ဟိုနောက်ပိုင်းအခုအမနဲ့တော့တိတ်ပြီးမစုံဖြစ်ဘူး တယောက်ကခီးသွာတယောက်ကခီးသွာနေတယောက်ကအလုံးမအားတာနေဆိုအဲ့လိုမျိုးပေါ့နော်တိတ်မဆုံပြကြအောင်အဲ့လိုဆုံပြတဲ့အချိန်ဆိုလို့ရှိရင်တော့မိသားစုဆုံကြရင်တော့အဲ့လိုပြောပြကြပါပေါ့နော်ဟုတ်ဟုတ်အဲ့လိုအဲဒါတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တခုအလုပ်ဆိုလို့ရှိရင်လည်းအမောက်တိုင်ပင်ဖြစ်တာမျိုးတို့ပြီးတော့ဒါအမားရဲ့ဇက်ကားရည်ဆိုလို့ရှိရင်လည်းကျွန်တော်လည်းအဲ့လိုမျိုးလိုအပ်တာလေးပြောပြဖြစ်တာမျိုးတို့ယောက်ျားလေးအမြင်နဲ့ပြောပြဖြစ်တာမျိုးတို့အဲဝစ်ဝစ်တာစားတာတို့ပြီးတော့တခြားအဲ့လိုမျိုးလေးတော့တယောက်နဲ့တယောက်တော့ sharing တော့လုပ်ဖြစ်ကြတာပေါ့ဟုတ်ငငယ်တော့တော့တိတ်မတည့်ဘူးအမားနဲ့ အသက်ကြီးလာတော့ကျတော့တယောက်နဲ့တယောက်ကဟိုမဆုံပြေးကြရလဲပါတယ်အဲ့လိုမျိုးဆိုပို့ပြီးတော့ရင်းနေရင်းနေရဖို့လဲချစ်ကြရလို့ထင်တယ်ဟုတ်မမနဲ့ကအရင်တော့အဲ့လိုပြောထားလေတော့ရှိတယ်ဒါပေမဲ့လည်းအဓိကတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်နဲ့အဲ့လိုမျိုးအဓိကဇက်ကိုလည်းကောင်းကောင်းလေးရိုက်ချင်တယ်ပေါ့နော်တခုခုဆိုလို့ရှိရင်အဲ့လိုဆိုတော့ drama တို့ပါလို့ဆိုလို့ရှိရင်တော့ရိုက်ချင်တယ်အမနဲ့အဲ့လိုမျိုးတစ်ခါမှတော့ဇက်ကားမှတော့မဆုံဘူးသေးဘူးမကြော်ညာတို့ပါလို့လောက်ပဲဆုံဖို့ပဲဟုတ်ရင်ခုန်မှုကတော့ဒီနှစ်ထဲမှာဆိုလို့ရှိရင်လည်းကားကောင်းလေးလည်းအများကြီးရှိရအောင်နော် တော့အရင်ခုံပါတယ်နှစ်တိုင်းကတော့သူ့ကားလည်းများတာပေါ့နော်ဟုတ်အဲအမကဘယ်လိုပြောရမလဲအရင်တော့ကတော့ကျွန်တော်ရှူတင်တိုင်းလိုလိုက်လိုက်သွားဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းကျတော့ကိုယ်တိုင်လည်းအလုံးမအားရတယ်ဆိုတော့တိတ်ပြီးမလိုက်ဖြစ်ဘူးဆိုတော့သူကျွန်တော်ခုနကပြောသလိုပေါ့အဲတကားနဲ့တကားကိုမထက်အောင်ပြီးတော့ပရိသတ်ပရိသတ်ပေါ်မှာလည်းလူပညာအနေနဲ့ကိုကြံ့အောင်လို့တော့သူစူးစမ်းပြီးပြင်ဆင်တယ်ပြီးတော့အဲ့လိုတခုခုလိုအပ်လို့ရှင်လဲသူအဲ့လို အဲ့ကားတော့လို့မြင်းစီတင်တာမျိုးလို့ပြီးရင်တခြားဘလို့တင်တာမျိုးလေးတွေလည်းရှိရဲဆိုတော့တကယ်တော်ရယ်ပေါ့နော်ဟုတ်ဟုတ်အမအမကပြောရမယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်လက်ဦးဆရာလို့လည်းပြောလို့ရပါတော့ဘာလို့လဲဆိုတော့ဒါကျွန်တော်ဒီလောကရဲ့ဆောက်ဝင်လာကြတဲ့ကလည်းအမအမရဲ့ဟိုပါလေအများကြီးပါဆိုတော့ဒါဟိုတခုဆိုလို့ရှိရင်အမတို့တိုင်ပင်ဖြစ်တယ်ပြီးလို့ရှိရင်အမဆရာနေပြီးတော့အသင်ယူရတာပညာရတာလည်းအများကြီးရှိရဲဆိုတော့လက်ဦးဆရာလို့ပြောလို့ရပါအခုကတော့ကျွန်တော်တို့ဒါ အရင်မဲ့မြေစာပြင်ဆိုတော့ကားလေးရိုက်ထားတယ်ပြီးတော့အခုနောက်ပြီးတော့လည်းထက်ရိုက်ဖို့ကလည်းပြိသက်စိတ်ဝင်စားမဲ့ကားကလည်းရိုက်ဖို့ရှိရဲ့ဆိုတော့အဲကြလို့ရှိရင်လည်းပြိသက်ကြီးစောင့်မြော်အားပေးကြည့်ရှုပေးကြအောင်လို့ပြောချင်ပါတယ်ဟုတ်